ုလုပ်ပြီးမှကတခါမှမလုပ်ဘူးသေးတဲ့ခေါင်းစဉ်ပေါ့နော်အချစ်ရေးပဲအချစ်ရေးနဲ့ပတ်သက်ပြီးတော့ခေါင်းစဉ်ဒါပေမဲ့အတိကျတော့မပြီးထားဘူးအဲ့လိုမျိုးလေးလုပ်ပြီးမယ်အရင်ဆုံးအဲကိုယ့်ရဲ့ energy နဲ့ကြိုက်တာအရင်ကြီးကိုယ့်ရဲ့ energy နဲ့ကြိုက်တယ်ဆိုမှဒီ reading ကိုစက်ကြည့်ပါဒီ reading ကို collective reading လို့ပဲသတ်မှတ်ထားမယ်ပေါ့နော် collective reading အဲ့တော့အရင်ဆုံးဒီ reading ကိုလာကြည့်တယ် collective လေးတွေရဲ့ energy ဟိုတကတ်ဆွဲပဲပေါ့နော် ဒါကလိုက်တလေးတဲ့ energy အာ capricorn capricorn ရာသီဘွားတွေဖြစ်တယ်22ရက်22လနေမွေးပြီးတော့အဆက်အဲ့ဒါပါလေ19ရက်တလအတွင်းပေါ့နော်အဲ့ဒီရာသီဘွားအတွင်းမှာမွေးတဲ့ capricorn တွေပါမယ်ဒါမှမဟုတ်လို့ရှိရင်10ရက်နေ့မွေးတဲ့သူတွေ10လပိုင်းမွေးတဲ့သူတွေပါမယ်တဲ့နော်ဒါဒီဒီဒီထဲမှာကြိုက်တယ်ဆိုလို့ရှိရင်ယူမယ်အခုအရင်ဆုံးဒီ reading ရဲ့အစပေါ့အကောင်းကောင်းစီမပြောလိုက်ရအောင်သူက um LDR ဘာလဲ LGBT ပေါ့နော်ယောက်ျားလေးယောက်ျားလေးချင်းရှိသူတို့တခုလုံးပဲ main ကလေး main ကလေးချင်းရှိသူတွေတို့တခုလုံးပဲမယ်ပြီးလို့ရှိရင်ယောက်ျားလေးနဲ့ main ကလေးနဲ့ချစ်သူတွေတို့တခုလုံးပဲမယ်အခုဒီပထမဦးဆုံးလုပ်တဲ့ collective ရဲ့ကြတော့ယောက်ျားလေးနဲ့ main ကလေးနဲ့ပေါ့နော်ယောက်ျားလေးနဲ့မိန်းကလေးနဲ့အခြေအရေးအတွက်ကိုကြည့်ချင်တဲ့သူတွေကဒီဒီ energy နဲ့ကြည့်မယ်အဲ့တော့အရင်ဆုံးနောက် energy check ပေါ့နော် ဒီ energy လက်ရှိ energy ကိုတက်ကတ်ထုတ်ပေးပါ Guardian နဲ့ a lot slap one watches over you တဲ့အတင်းကိုဒီအဲတင်းရဲ့အဆောက်အအုံတွေပေါ့နော်တင်းရဲ့ဆွေမျိုးမိဘအတချိန်တုန်းကတင်းကိုချစ်ခဲ့တဲ့ဘောဘောဘွားမိဘတွေလည်းဖြစ်နိုင်တယ်ဒီဘဝမှာမိဘဆွေမျိုးဘိုးဘွားမတော်ခဲ့ရပဲနဲ့အရင်ဘဝကတော်ခဲ့တဲ့လူမျိုးလည်းဖြစ်နိုင်တယ်တင်းရဲ့အခုချိန်မှာအဆောက်အအုံတွေက စောင့်ကြည့်နေတယ်တဲ့တင်းတို့ဒုက္ခမရအောင်အခက်အခဲတွေကြုံမယ်ဆိုရင်သတိပေးတာမျိုးတွေစောင့်ကြည့်နေတယ်နောက်တစ်ခုနာစစ်စစ် the someone is too full of themselves တဲ့အာဒီတဖက်သူเนาะဒီ reading ကိုလာကြည့်တဲ့သူတွေရဲ့တဖက်သူပတ်သက်နေတဲ့သူဟာ narcissist ဆန်တဲ့ပုံစံမျိုးပေါ့เนาะကိုကိုကိုပဲတည်တယ်အတ္တကြီးတယ်တကူကောင်းဆန်တယ်အဲကို သူတို့အမားလို့ရင်တော့သူတို့အမားမဖြစ်ရဘဲနဲ့ကို့အမားပဲဖြစ်အောင်လို့ကိုကိုတိုင်ကကို့အမားပါလို့လက်ခံအောင်သူကအဲချုပ်ကိုင်ပြီးတော့တခြားသူတွေအမြင်မှာအမြင်လွဲမှောက်လုံနိုင်စွမ်းရှိတဲ့သူမျိုးပေါ့နော်အတကြီးပြီးတော့ကြောက်ဖို့ကောင်းတဲ့သူအနေနဲ့ပတ်သက်နေရတာမျိုးတွေရှိနိုင်တယ်နောက်ဆုံးတစ်ခတ်ထုံးမယ် held it. head issue could arise တဲ့ကျန်းမာရေးလည်းလည်းပတ်သက်ပြီးတော့အခုတလောမှာနည်းနည်းခြူချနေတာမျိုးလေးတွေရှိတယ်တဲ့เนาะဒီ၃ခုနဲ့ဒီ၃ခုဒီ Capricorn လည်းဖြစ်တယ်ဆိုရင်ဒီ reading ကိုဆက်ကြည့်ပါအဲ့တော့ဒါကြတော့ယောက်ျားလေးနဲ့မိန်းကလေးအချီရေးနဲ့ပတ်သက်ပြီးတော့သိချင်တဲ့သူတွေပေါ့เนาะတစ်ဖက်သူနဲ့ပတ်သက်ပြီးတော့ဒီအဲဒီလအတွင်းပေါ့အခုဒီ reading ကိုဘယ်အချိန်မှာကြည့်ကြည့် timeless တွေပေါ့เนาะအခုကနေစပြီးတော့ ဂျွန်ဂျူလိုင်ဩဂတ်3လဒီရီဒီယိုစကြည့်တဲ့အချိန်ကနေ3လလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်အခုကနေစပြီးတော့3လလည်းယူလို့ရတယ်အဲ့ဒီ3လအတွင်းမှာကြုံနေရတဲ့လက်ရှိအခြေအရေဘာဆက်ဖြစ်မလဲဆိုတာကိုမေးထားပေးရပါတော့မိုးရင်းဆိုမိုးရဲ့ vibe လေးရအောင်လို့ဆိုပြီးတော့အပြာရအောင်အခင်းလေးတွေအပြာရအောင်ပါတဲ့အဲ terror attack လေးတွေရွေးထားတယ်ပေါ့နော် အရင်ဆုံးဒါအတိတ်ပြစ်ဆုံးပဲအနာကအတိတ်မှာဆိုရင်နဲ့ two of ကိုအဲ့ဒီအတိတ်မှာဆိုရင်ကိုယ့်ရဲ့တစ်ဖက်သူကကိုယ့်ဘောမှာစိတ်မမှန်ဘူးเนาะအခုတမျိုးတော်ကြတမျိုးဖြစ်လဲတခါကြရဲ့ तू အရင်ဂယုဆိုင်ခြင်းလဲဂယုဆိုင်ချစ်ပေးခြင်းလဲချစ်ပေးကိုယ့်စီကိုအဆက်အသွယ်တွေတောက်လျှောက်တွေလောက်အဲ့လိုမျိုးဖြစ်လိုက်ပြီးလို့ရှိရင်ကြတော့လေ तू မဟုတ်တလို့ပဲပြန်ပြောက်သွားလဲအဲ့လိုမျိုးအဆက်အသွယ်ရလိုက်ပြန်ပြောက်သွားလိုက်ချစ်လိုက်မချစ်လိုက်တခါတလေကြလို့ရှိရင်လေ तू ုတ်ကောဟုတ်တယ်လားတခြားသူများရှိနေလားလို့တော့ထင်ရတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးသူ့ရဲ့စိတ်ကမှုကမှုဆွင်ဖြစ်နေရမျိုးတစ်ဖက်သူကအဲ့လိုမျိုးမတည်ငြိမ်တဲ့အခြေအနေမျိုးတွေရှိနေတဲ့ရှိခဲ့တယ်ပေါ့နော်ဒါအတိတ်တုန်းကလို့ပြထားတယ်လက်ရှိမှာဆိုလို့ရှိရင် four coins လက်ရှိမှာဆိုလို့ရှိရင်ကိုကတစ်ဖက်သူအပေါ်မှာနည်းနည်းအဲ control လုပ်ချင်တာမျိုးဒါမှမဟုတ်လို့တစ်ဖက်သူက control အရင်လောက်တက်တဲ့သူမျိုးနော်နည်းနည်းအတ္တကြီးတယ်လောဘကြီးတယ်တကူကောင်းစံတယ်ကို ဘဒုသေးသေးငတိမိုင်ပြီးရောဆိုတဲ့ပုံစံမျိုးတွေနဲ့ဆက်ဆံနေရတာမျိုးတွေရှိနိုင်တယ်ပေါ့နော် collective လေးတွေမှာတစ်ဖက်သူကြောင့်မို့လို့စိတ်ချင်းကြရတာမျိုးတွေဖြစ်နေတဲ့တွေဒါမှမဟုတ်လို့ရှိရင်ကိုကတစ်ဖက်သူကိုယ့်အပေါ်မှာအကုန် သစ္စာဖောက်နေလားဘာလုပ်နေလဲဘယ်သူနဲ့ဆက်သွယ်နေလဲဆိုတော့ကိုကအကုန်သိကျင်နေတာမျိုးတွေကိုကလိုက်ချုပ်ချယ်မိတာမျိုးတွေလည်းဖြစ်နိုင်တယ်။ energy အမြဲတမ်းတဲရဲသဘောအရဆွေဖြစ်တတ်တယ်ပေါ့နော်။ဒီကတ်တွေကလည်းဒီလိုပဲကိုဖြစ်ရင်ဖြစ်မဖြစ်သူဖြစ်မယ်။အဲ့လိုမျိုးပုံစံမျိုးတွေဟောထားတယ်။အဲ့တော့ကိုနဲ့ကြိုက်တယ်ပဲကိုယူ။အဲ့တော့ဒီလိုမျိုးအခြေအနေမျိုးရှိနေဆိုရင်ဒီ၃လအခုဒီတင်စာချေချင်တယ်၃လအတွင်းမှာဒီဒီလိုတွေဒီလိုတွေကြုံနေတဲ့သူဆိုရင်ဘာဆက်ဖြစ်မလဲဆိုရင် three of wands တဲ့နော်။ အဲ့တော့အနေဝေးနေတဲ့သူတွေပါရရှိလာလို့ရှိရင်အဲတယောက်ယောက်ကိုကိုကသူသူ့စီကိုကိုကသွားပြစ်တာမျိုးသွားဖို့အတွက်စီစဉ်ပြစ်တာမျိုးအစီအစဉ်လေးချမှတ်တာမျိုးဒါမှမဟုတ်လို့ရှိရင်သူ့ဘက်ကနေပြီးတော့ကိုကိုလာတွေးဖို့အတွက်ကိုနဲ့စုံစည်းဖို့အတွက်နော်အဲ့လိုနှစ်ယောက်စုံစည်းဖို့အတွက်စီစဉ်လေးချတာမျိုးတွေဖြစ်လာနိုင်တယ်အဲပို့ပြီးတော့ ပို့ပြီးအရင်တက်ဆိုင်ရလို့ရှိရင်နည်းနည်းခိုင်မာတဲ့အခြေအနေမျိုးလေးတွေပို့ပြီးတော့အဆင်ပြေလာတဲ့ဗလီတွေကိုရောက်လာဖို့ရှိတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ပေါ့နော်ဒါကအဲယောက်ျားလေးနဲ့မိန်းကလေး RS အတွဲတွေ RS လည်းဖြစ်မယ် crash လည်းဖြစ်နိုင်တဲ့အာဘလူးကောမလဲ single တွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါတော့ကိုယ်နဲ့ကြိုက်တဲ့ဘက်ကိုယူအခုနောက်တစ်ခုကကြတော့အဲ point to point နေနော် point to point နေ energy အဲ့တော့ ဒီ reading မှာ collectively the energy စစ်ပေးမယ်ကိုကကိုကနန်းသမားတွေတော့ဒါမှမဟုတ်လို့ရှင် ကိုလာပိုင်းမွေးဖွားတဲ့သူတွေအဲကိုရက်တို့နော်ကိုလာပိုင်းနေမှာမွေးဖွားတဲ့သူတွေဆိုလို့ရှင်ဒီ reading ကိုကြည့်တယ်လဲနောက်ပြီးလို့ရှင်စိတ်ကအတွေးများတဲ့တာတခုခုဆိုလို့ရှင်တွေးလို့မပြီးတော့အတွေးအာရုံတွေထဲမှာပဲအမြဲတမ်းနင်မိုးနေတာနော်ဟိုစိတ်တွေစိတ်တွေအမြဲတမ်းစိတ်ပူတတ်တာပေါ့နော်အဲ့လိုမျိုးလူမျိုးတွေ ရီရီတွေမှာပါတယ်ဆိုရင် energy ကိုင်းနိုင်တယ်။အဲ့တော့စစောရလို့ပဲ energy check လုပ်ပေးမယ်ပေါ့နော်။ဒါက point to point နေ။ရဲ့လက်ရှိ energy ကိုကြည့်ပေးမယ်နော်။ကမစ်မန့်နဲ့เนาะ things are getting serious တဲ့အာတချို့လူတွေကအခုချိန်မှာ เนาะတစ်ဖက်သူ ਨੇ ပို့ပြီးတော့အဆင်ပြေလေးလက်တလုံးမှာအဆင်ပြေထားတာမျိုး commitment ရထားတာမျိုးပေါ့เนาะตายရတဲ့ချစ်ရည်လေးဒီမှာဆိုလို့ရှိရင်အသေးပုံလေးနဲ့ပွင့်လန်းနေတဲ့ပုံစံမျိုးလေးတွေရှိတယ် get it time everything is divine timing let things flow အချို့ကကြောင့်နည်းနည်းအဆင်မပြေတာလေးအခက်အခဲလေးရှိနေတဲ့အတွက်အဲစိတ်ကအမလို့အမရတာမျိုးလေးဖြစ်နေတဲ့တဲ့အဲ့လိုမျိုးတွေဆိုလို့ရှိရင်လည်းအရင်စိတ်မြင့်ပါနေပေါ့နော်ဟိုကိုယ့်ဘက်က ကိုလှုပ်เสียရှိတာကိုချစ်ပေးเสียရှိတာကိုဘက်ကနေပြီးတော့အကောင်းဆုံးအနေထားကိုဆက်ပြီးတော့ထိန်းသိမ်းထားပါကျန်တာတွေရဲ့ universe ကိစ္စဖြစ်တယ်ဗောနော universe ကအဆင်ပြေအောင်ဆက်ပြီးတော့လုပ်ပေးလိမ့်မယ်အတင်းအတင်းဖြစ်စေချင်တာအတင်းတစ်ဖက်သူကိုထိန်းချုပ်ချင်တာအတင်းမြ мян ဆန်ဆန်ကြီးရှိတက်ချင်တာအဲ့လိုမျိုးတွေမလုံးနဲ့ဗောနော်အဲ့လိုဆိုလို့ရှိရင်တော့ universe timing မတိုင်ခင်ကိုက pressure ပေးမိသလိုဖြစ်သွားရင်အချိန်လေးတွေကတမျိုးတစ်ပုံပြောင်းလဲသွားနိုင်တယ်ဆိုတော့သိထားရမယ်နောက်တစ်ခုက moving အဲ့တော့လက်တလောမှာအိမ်အစ်စ်ပြောင်းတာတို့နော်ဒါမှမဟုတ်ရင်တစ်ဖက်သူအချို့သူတွေကပေါ့နိတစ်ဖက်သူနဲ့ကိုနဲ့ RS တွေအဆင်မပြေလို့လုံးဝ move on လုပ်လိုက်တာမျိုးတွေလည်းဖြစ်နေတယ်ဒါမှမဟုတ်ရင်နေရာအစ်စ်မျိုးအစ်စ်တစ်ခုခုကိုအဲအိမ်အစ်စ်ပြောင်းတာမျိုးနော်အလုပ်နေရာထိုင်ခင်းပြောင်းတာမျိုးတွေရှိတယ်ဆိုရင် D energy နဲ့ကြိုက်တယ်အဲ့ဒါဆိုရင် D reading ကိုဆက်ကြည့်လို့ရတယ်8.2 point 8. တို့ရဲ့လက်ရှိ အခြေအရေးပေါ့နော်ဒါ အတိတ်ပြစ္ဆုတ်ပဲအနာကဲနဲ့သုံးကနဲ့ဟောပြီးမယ်တဖက်သူရဲ့ energy လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုယ့်ရဲ့ energy လည်းဖြစ်နိုင်တယ်ကိုယ်နဲ့ကြိုက်တဲ့ဟာကိုယူပေါ့နော်အတိတ်မှာတော့ကတဲ့ IS တခုเนาะ IS တခုကျိုးပြတ်သွားတာကိုတွေ့ရတယ်အသေးကွဲတာเนาะရှေးရှေး IS တော့ကကိုယ် ိုယ်နဲ့လုံးဝပြန်လဲတိဆောက်လို့မရတဲ့အခြေအနေမျိုးတွေကြုံတွေ့ခဲ့ရတာမျိုးတွေတတဝ moment ကြုံထားတဲ့လူလေးတွေတွေ့ရတယ်။အခုချိန်မှာ two gaps အခုချိန်မှာတော့ကိုယ်နဲ့အပေးအယူညီညီမြတ်မြတ်နဲ့เนาะတယောက်ကိုတယောက်နားလဲမှုရှိတယ်သူလိုက်ဖက်ညီတဲ့သူဟိုဘေးကလူတွေကတော့ကြည့်ပြီးတော့အဲချစ်စရာအတွဲလေးပေါ့เนาะအဲ့လိုမျိုးလေးဟိုအဆင်ပြေနေတဲ့ထိညှိလို့ရနေတဲ့အခြေအနေမျိုးလေးတွေအဲတွေ့ရတယ်။ future မှာဘာဖြစ်လာနိုင်လဲဆိုတော့10 of wands ပြီးချက်မှာတော့နည်းနည်းအခက်ခဲလေးတွေရှိတဲ့တည်းတယောက်နဲ့တယောက်เนาะအယူအဆတွေညှိနှိုင်းလို့မရတာအဲပင်မန်းလာတာ DRS အခြေအနေညံနေပြီးတော့ညှိနှိုင်းလို့မရတာတွေများလာတဲ့အခါမှာသူကလည်းအင်မလုံအင်မလုံကိုကလည်းအင်မလုံအင်မလုံနဲ့ရှေ့ဆက်ဖို့ခက်ခဲလာတာမျိုးတွေ DRS ကြီးကနေလွတ်ချကျင်တာဒီအခြေအနေကြီးကိုဒီလူနဲ့ရှေ့ဆက်မသွားကျင်တော့သွားလို့တော့မဖြစ်တော့ဘူးထင်တယ်ဆိုတော့စိတ်မျိုးတွေနဲ့စိတ်ကုံလာတာပင်မန်းလာတာမျိုးတွေရှိတတ်တယ်တဲ့เนาะဒါကတော့ ယောက်ျားလေးချင်းချင်းနေအတွဲလေးတွေအတွက်ဟောထားပေးတာဖြစ်တယ်။နောက်တစ်ခုက main ကလေး main ကလေးချင်းအတွဲတွေပေါ့နော်အဲ့တော့ဒီဗီဒီယိုလာကြည့်တဲ့ energy ကိုက်နိုင်မဲ့ collective လေးတွေရဲ့အဲ collective energy တကတ်ထုတ်မယ်။ပြီးရင် collective လေးတွေရဲ့လက်ရှိ energy တွေကသုံးကတ်ထုတ်မယ်။ဒါက main ကလေးချင်းချင်းချစ်သူဆောင်တွဲလေးတွေဒါပေမဲ့ main ကလေးချင်းချင်းသဘောကျနေတဲ့သူတွေနဲ့ပတ်သက်ပြီးတော့တုံ့ကတ်ထုတ်မယ် လေဘရာတဲ့နော်9ရက်9ကနန်းသမားလေးတွေ9ရက်နေ့မှာမွေးဖွားတဲ့သူ9လပိုင်းမှာမွေးဖွားတဲ့သူဒါမှမဟုတ်လေဘရာရာသီဖွားတယ်နော်23ရက်9လနေ့23ရက်10လအတွင်းမှာမွေးဖွားတဲ့သူတွေအဲဒီရီဒီမှာပို့ပြီးတော့ energy ကြိုက်နေမယ်ဒီ collective lady ရီမှာ energy က no တဲ့အခုချိန်မှာဘာကိစ္စတွေစခက်ခဲတွေရှိနေလဲပေါ့နော်အဲ့ဒီ ဖြေရှင်းလို့မရတာတွေအခက်အခဲတွေပြဿနာတွေတခုခုရှိနေတယ်ကိုသိကျင်တဲ့ကိစ္စတွေရှိနေတယ်ဆိုရင် no လို့ထွက်တယ်เนาะ it is not the right time တဲ့အဲတင်အခုချိန်မှာဖြစ်ရှင်းတဲ့ဇန်နရီတွေးတောနေတဲ့အရာတွေရှိတယ်ဆိုရင်တော့တအား serious မထားပါနဲ့အဲ့ဒါရက်သိပ်ပြီးတော့အဆင်မပြေနိုင်ဘူးဆိုတော့ပုံစံမျိုးလေးပြထားတယ်နောက်တစ်ခုက cycles တဲ့ fate ကမှ something ending เนาะအချို့အရာတွေကအဲကံကြမ္မာဝေကြွေးကြောင့်မို့လို့ကြုံတွေ့နေရတာတွေဖြစ်တယ်အချို့အရာတွေကအဆုံးသက်သွားလိမ့်မယ်ပို့ပြီးတော့ ကောင်းပုံနဲ့အစ်စ်တွေပြန်ဆဖို့အတွက်ဆုံးသက်သွားတာမျိုးတွေလည်းဖြစ်နိုင်တယ်တဲ့နော်ဒါဒီဒါကတချို့လူတွေရဲ့ energy ဖြစ်လိမ့်မယ်နောက်တစ်ခုက water sign နဲ့ဒါကတစ်ဖက်သူရဲ့ sign ဖြစ်နိုင်တယ်ဗောနော်အဲ water sign ဆင်မကန်ဆာ Pisces Scorpio season ဘွားတွေတစ်ဖက်သူတွေထဲမှာကိုယ်သဘောကျနေတယ်ဒါမှကိုယ့်ရဲ့ IS ထဲမှာပါနေတဲ့သူတွေဆိုရင်ဒီ reading ကိုဆက်ကြည့်လို့ရတယ်ဆိုတော့အတိတ်ပြစ္ဆုတ်ပံအနာကက်၃ကက်နဲ့ဒီ ခုရီဒီယိုစကြည့်တဲ့အချိန်ကနေစပြီးတော့ get to get လေးတွေကတောက်လအတွင်းမှာဗာဆက်ဖြစ်မလဲပေါ့နော်ေစပန်တီကောစီကိနောဝမ်စီဖောရကပ်စကေတဲ့နော်အဲ့တော့အတိတ်မှာတော့ကအဲစတင်ထားတဲ့ IS တစ်ခုရှိနေမယ်စ အတိတ်မှာတော့ဆက်ပြီးတော့တွေ့ခဲ့တာမကြသေးတဲ့သူအလုတ်ထဲမှာဖြစ်စေနော်တင်နန်းတို့ကြောင်းတို့ငွေကြီးကိစ္စနဲ့ပတ်သက်ပြီးဖြစ်စေကိုနဲ့အဲတွေ့ထားတဲ့သူရှိလိမ့်မယ်ပေါ့နော်အဲ့ဒါကနည်းနည်းကြာပြီးသူ့ဘက်ကလည်းကိုဟိုအရင်စိတ်ဝင်စားတဲ့ပုံစံမျိုးတိတိတတကြီးတော့မပြဘူးကိုဘက်ကလည်းသူ့ကိုဝုန်းနိုင်နိုင်နဲ့အမြန်စိတ်ဝင်စားသွားတဲ့ဟာမျိုးတော့မဟုတ်ဘူးဟိုဖြည်းဖြည်းလေးနဲ့တဖြည်းဖြည်းချင်းတန်ရုံးစင်တွေတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ဒါအတိတ်မှာတော့ လက်ရှိမှာဆိုလို့ရှိရင်လက်ရှိမှာဆိုရင် ကိုယ့်အပေါ်မှာအဲကိုကိုဖြစ်စီသူဖြစ်စီပေါ့เนาะဒီနှစ်ယောက်ကြားထဲမှာအဲအရင်အထက်စာလို့ရှိရင်နည်းနည်းချင်းချင်းမြတ်တာတွေပို့ပြီးတော့ခိုင်းမာလာတာမျိုးเนาะအစစအရာရာ ဖြည်ဖြည်စီပြီးတော့အဲချစ်ပေးပြီးတော့တာဝန်ယူပေးစောင့်ရှောက်ပေးခြင်းတဲ့ပုံစံမျိုးတွေတွေ့ရတယ်တစ်ခါတလေကြရင်တစ်ဖက်အဖက်ကအဲ့လိုမျိုး kind of once energy နဲ့ချင်းချင်းမြတ်တာတွေနဲ့အရင်ချစ်ပေးဂီယူဆိုင်ပေး တဲ့အခါမှာတစ်ဖက်သူကနည်းနည်းအနေရထိုင်ရခက်တာမျိုးလေးတွေကြောင့်မှလို့စိတ်ချင်းကြရတာမျိုးလေးတွေတော့ရှိတတ်တယ်အဲ့ဒါကတော့ကိုယ့်ဘက်ကအအလိုက်အထိုက်ပေါ့နော်သူ့ဘက်ကဖြစ်စီကိုယ့်ဘက်ကဖြစ်စီအလွန်ကြုံဖြစ်လာရင်တော့အလိုက်တိုက်ဖြစ်အောင်ပြန်လဲပြီးတော့ညှိနှိုင်းမှုလိုမယ်အဲ့တော့နောက်၃လမှာဘာဆက်ဖြစ်မလဲဆိုရင် pull log gaps နော် pull log ကဆိုနောက်၃လမှာနှစ်ယောက်ကြားထဲကဆက်ဆံရေးတွေကနည်းနည်းအဆင်မပြေလာတာမျိုးလေးတွေကိုပေးတဲ့လောက် ကိုပြန်မရတာမျိုးလေးတွေနော်ကိုအရင်တော့လို့သူကကိုကိုမချစ်တော့ဘူးလားမသိဘူးတို့နောက်လူရှိနေပြီလားမသိဘူးတို့အဲ့လိုမျိုးဟိုတန်တရားတွေပြင်လာရတာမျိုးနောင်တတွေရလာတာမျိုးဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဘာဘာတွေဖြစ်လာမလဲဆိုပြီးတော့တွေးဝေပြီးပြန်လဲပြီးတော့အဖြေရှာနေတဲ့ပုံစံမျိုးလေးတွေဖြစ်လာလိမ့်မယ်လို့ပြထားတယ်ဒါကတော့နောက်ထပ်၃လအတွင်းပေါ့เนาะဒီ get together လေးအတွက်ဖြစ်တယ် အဲအခု reading လေးကအတူလေးပဲ short လေးပဲဟောထားတာဖြစ်တယ်ဗောနော်တခါမှတော့မလုပ်ဘူးသေးဘူးကိုနဲ့ energy ကြိုက်တယ်မကြိုက်ဘူးဆိုတာကိုလည်း comment မှာမှန်သွားပေးပါဦးအဲဇင်မိုင်း account လေးအဲ Facebook YouTube နဲ့ဟို TikTok မှာလည်းအခုမှပြန်ပြီးတော့အစ်စ်ပြန်စတာဗောနော်မအားတာနဲ့အဲ့တော့ subscribe လုပ်ပြီးတော့ follow လုပ်ပြီးသွားပါ comment နေလည်းမှန်ပေးသွားပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်